မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဇွန်လ30ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီနဲ့ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း။ အချမ်းဖတ်စစ်တပ်ကကြောင်မဲမျိုးကိုလေကြောင်းကဘုံကျဲတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတဲ့တဲ့င်အချမ်းဖတ်စစ်တပ်ရဲ့မုံရွာမျိုးနယ်ကနမခခကိုရော့ကတ်၁၀လုံးပစ်ခတ်တိုက်ခိုက်ရာအချမ်းဖတ်စစ်သားအများပြားတေဆုံးနေတဲ့တဲ့င်အချမ်းဖတ်စစ်တပ်နဲ့ပြူစောတိတွေပူပေါင်းပြီးညောင်ဦးမျိုးနယ်အတွင်စစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရတဲ့တဲ့င်ဘိတ်ခရိုင်မှာအချမ်းဖတ်စစ်တပ်နဲ့ PDF တို့အကြားဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာအချမ်းဖတ်စစ်သား၃ဦးသေတဲ့တဲ့င် ငဖဲမျိုးနယ်ကထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သားတယောက်ကိုမင်းဘူး PDF ကဖမ်းဆီးတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနဲ့ဘကိုးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ပဲခူးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး6မြင်းဆောင်2025ကိုဇွန်လ29ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်စီမံကိန်းဗန္ဒာရေးနှင့်ယင်းနှိမ့်မြှုပ်နှံမှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အရင်နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုတာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွေ့ဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ဘကိုးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနှင့်လူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်တပ်ကကြောင်မဲမျိုးကိုလေကြောင်းကဘုံကျဲတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ တန်းပြည်တက်မဟာနှစ်နယ်မြေကြောင်မဲမျိုးကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတယ်လို့တန်းတက်မတော် TNL ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အကြမ်းဖက်စစ်တပ်ကဇွန်လ29ရက်နေ့ကမွန်းလွဲ2:33မိနစ်အချိန်မှာကြောင်မဲမျိုးရက်ကွက်တစ်ကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်10လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကပြောပါတယ်။ ဒါအပြင်အကြံဖတ်စစ်တပ်ကဇွန်လ29ရက်နေ့ည8:58မိနစ်အချိန်မှာလဲကြောက်မဲမျိုးကိုဘုံ6လုံးနဲ့ထပ်မံကျဲချတိုက်ခိုက်ခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကဇွန်လ24ရက်နေ့26ရက်နေ့တွေမှာလဲကြောက်မဲမျိုးအတွင်းကိုလေကြောင်းကနေဘုံ၄လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ပြီးကလေးငယ်2ဦးအပါအဝင်16ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်ပြည်သူနေအိမ်52လုံးနဲ့စာတင်ကျောင်း2ကျောင်းထိမှန်ပျက်စီးခဲ့ရတာပါ။ ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုအတွက်စစ်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်မှုအတွက်လေကြောင်းရံကာကွယ်ဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကအသိပေးထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မုံရွာမြို့နယ်ကနာမခကူရော့ကတ်စေလုံးပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်သားအများပြားတေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်အခြေဆိုင်အကျန်းဖတ်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကို ရှော့တိုက်ရော့ကတ်ဒုံးဆက်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ရင်းတို့မိသားစုဝင်များအပါအဝင်လူ22ဦးသေဆုံးသွားတယ်လို့ချင်းတွင်းရော့ကတ် brother အဖွဲ့ကပြောပါတယ်ရန်သူရဲ့နမကဌာနချုပ်ကိုဇွန်လ28ရက်ညနေ9:30မိနစ်30အချိန်ခန့်မှာချင်းတွင်း Rocket Brother က6ကြိမ်မြောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်အရာရှိ2ဦးစစ်သည်12ဦးအရာရှိဇနီး4ဦးတို့သေဆုံးတဲ့အပြင်စစ်တမ်းရုံတွင်စီကိုတောင်ပောက်ကွဲကတပ်နှလုံးပျက်စီးခဲ့ပြီး စကန်းယုံနဲ့ရိခါကိုတော်တွဲမီးလောင်ပျက်စီးကဝန်ထမ်းလိုင်းကမ်းပျက်စီးခဲ့တဲ့အပြင်အရာရှိရိတ်သားမှရတားတဲ့အိမ်စီးကားနှစ်စီးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ short tight တုံးထိမှန်မှုကြောင့်ပြင်းထန်တဲ့အရာရှိကအရေးပေါ်တက်ဆေးုံကိုအရာရှိ၄ဦးစစ်တီ15ဦးနဲ့အခြား2ဦးကိုညနေ6နာရီမှာပို့ဆောင်ခဲ့ရာဇွန်လ28ရက်နေ့မှာအရာရှိ2ဦးစစ်တီ2ဦးအခြား2ဦးတို့ထပ်မံတည်ဆုံခဲ့ပါတယ်။အထပ်ပါတည်ဆုံသွားသူများကိုဇွန်လ29ရက်နေ့ကနမခစစ်တင်းချိုင်းနဲ့အလုံမြို့တရဏဂုံတင်းချိုင်းတွေမှာနာရေးများပြုလုပ်ခဲ့တယ်လို့ပြောပါရယ် ဒီတိုက်ခိုက်မှုကိုချင်းရင်းရော့ကတ်ညီနောင်မှဦးဆောင်ပြီးမဟာမိတ်တွေဖြစ်တဲ့ချိုမိုင်မိုင်ကနီနဲ့ Anonymous Hero ချင်းရင်း Brother တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ဒါ့အပြင်လေကြောင်းရံနဲ့စီရေးသတင်းတွေကိုပေးပို့နေတဲ့အထက်ပမာပြည် Air Defense Force and Civil အဖွဲ့ကိုကျေးဇူးတင်တယ်လို့ချင်းရင်းရော့ကတ် Brother ကအသိပေးထုတ်ပြန်ထားပါတယ်။ဂျမ်ပါစစ်တပ်နဲ့ပြူစောထီတွေပူးပေါင်းပြီးညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတပေါင်းကျော်စစ်ဘေးရှောင်နေရတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောထီးတွေပူးပေါင်းပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံပြည်သူတပေါင်းကျော်စစ်ဘေးရှောင်နေရတယ်လို့ပကန်းညောင်ဦးမြို့နယ်ပကဖရဲဘော်တူတာက PVTV ကိုပြောပါရယ်စစ်ကြောင်းထိုးကရော်ရီတဲကပစ္စည်းတွေကိုခိုးယူပြီးမိရှို့နေတာအခုပြည်သူတွေစစ်ရှောင်နေရတာပါတပေါင်းကျော်စစ်ရှောင်နေရတယ်လို့ပကန်းညောင်ဦးမြို့နယ်ပကဖရဲဘော်တူတာကပြောပါရယ်အကြမ်းဖက်စစ်တပ်ကဇွန်လ23ရက်နေ့ကစတင်ကစစ်ကြောင်းထိုးနေတာဖြစ်ပြီး အဲ့ဒီနေ့မှာစစ်ကြောင်း2ကြောင်းနဲ့ဇွန်လ24ရက်နေ့မှာစစ်ကြောင်း4ကြောင်းအထိထိုးပြီးတော့ JR တွေကပစ္စည်းတွေအကုန်လုံးကိုယူဆောင်နေတာပါပစ္စည်းတွေယူသွားတဲ့အပြင်ဝက်ချက်ကအစဘာတစ်ခုမှမကြံဘူးအကုန်ခိုးယူနေတာတန်ချက်ကကားနှစ်စီးနဲ့ပြူတွေအကုန်ပဲစစ်ကြောင်းက80 80နဲ့ထိုးတာလို့ရဲဘော်တူတာကပြောပါတယ်အကြံဖတ်စစ်ကြောင်းကြောင့် JR ပေါင်း20ခန့်ကဒေသခံပြည်သူ1000ကျော်အထိစစ်ဘေးရှောင်နေရတာပါအကြံဖတ်စစ်ကြောင်းထဲမှာညောင်ဦး ကပြူစောတိတွေအများပြားပေါဝင်နေဆိုတာနဲ့စစ်ကြောင်းတလျှောက်မှာလူငယ်တွေကို တွေ့ရှိရင်ဖမ်းဆီးတာပေါ်တာဆဲတာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဒါအပြင်အကြံဖတ်စစ်တပ်ကညောင်ဦးမြို့အတွင်းကလူငယ်တော်တော်များများကိုပေါ်တာဆွဲနေတဲ့အတွက်လူငယ်တွေအနေနဲ့အထူးဂရုစိုက်နေကြဖို့အတွက်လဲပကံညောင်ဦးမြို့နယ်ပကဖကအသိပေးထားပါဗျ။ရန်ကြီးအောင်ပကံညောင်ဦးမြို့နယ်ပကဖအနေနဲ့ပြည်သူတွေကိုဒုက္ခပေးနေတဲ့သူတွေကိုထိထိရောက်ရောက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လဲအသိပေးပြောကြားထားပါဗျ။ ဘေးကရိုင်မှာအကျန်းဖတ်စစ်တပ်နဲ့ PDF တို့အကြားဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာအကျန်းဖတ်စစ်သား၃ဦးသေတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဘေးကရိုင်မှာအကျန်းဖတ်စစ်တပ်နဲ့ PDF တို့အကြားဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာအကျန်းဖတ်စစ်သား၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဘေးကရိုင်တရင်၃ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုချန်းက PPTV ကိုပြောပါရယ်။လက်ရှိအခြေအနေမှာအကျန်းဖတ်စစ်တပ်ကလည်းစစ်အင်အားဖြည့်တင်းနေတယ်လို့ PDF တွေဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါရယ်။ စကားစဘက်ကတော့အင်အားဖြစ်တင်းနေတယ်လို့သတင်းရထားပါတယ်။ကျွန်တော်တို့ဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်လို့ရဲဘော်ကိုချန်းကပြောပါတယ်။ဘိတ်ခရိုင်6နှစ်ပေါက်ကြေးရွာအနီးမှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မွန်လွယ်7နာရီအချိန်မှာအကြမ်းဖက်စစ်တပ်နဲ့ဘိတ်ခရိုင်တရင်သုံးတို့အကြားမိနစ်30ခန့်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ညောင်မင်ကွင်းကျေးရွာအခြေစိုက်အကျန်းဖတ်စစ်တပ်ရဲ့ခမရ961တပ်ရင်းအနီးမှာဇွန်လ16ရက်နေ့မွန်လွဲ3နာရီခန့်မှာအကျန်းဖတ်စစ်တပ်နဲ့2နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရဲဘော်ကူချန်းကပြောပါတယ်။တိုက်ပွဲအတွင်းအကျန်းဖတ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးဗိခရိုင်တပ်ရင်း3ဘက်ကလည်းလက်နက်ငယ်အပြင်40မမဘုံသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကျန်းဖတ်စစ်တပ်ကတအူးသေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါတိုက်ပွဲအတွင်းဘိတ်ခရိုင်တပ်ရင်းသုံးဖက်ကအထီးကိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တနင်္သာရီမြို့နယ်တွေကကြေးရွာတော်တော်များများကိုတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးထိန်းချုပ်ထားတယ်လို့လည်းဘိတ်ခရိုင်တပ်ရင်းသုံးကပြောပါဗျ။ကဖဲမျိုးနယ်ကထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သားတယောက်ကိုမင်းဘူး PDF ကဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖဲမြို့နယ်အကျန်းဖတ်စစ်ကောင်စီရဲ့နယ်ရီကန်တာဝါတိုင်းစကန်းကုန်းကထွက်ပြေးလာတဲ့ရန်သူစစ်သားတဦးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းမှုခရိုင်အမှတ်6တပ်ရင်းကဖမ်းဆီးရမိတယ်လို့သိရပါဗယ်။နယ်ရီကန်တာဝါတိုင်းစကန်းကုန်းကထွက်ပြေးလာတဲ့အကျန်းဖတ်စစ်သားကိုမင်းမှုမြို့နယ်တနေရာမှာဇွန်လ28ရက်နေ့ကဖမ်းဆီးလိုက်တာပါ။အကျန်းဖတ်စစ်ကောင်စီထံမှတောင်းဝင်မထမ်းဆောင်ခြင်းနဲ့စစ်သားတွေဟာမင်းမှုခရိုင်အမှတ်6တပ်ရင်းကိုဆက်သွယ်ပြီးအလင်းဝင်ရောက်နေတယ်လို့လည်းအတည်ပြုထားပါဗယ်။ ဗတ်ပြောင်းခိုလုံလာသူအများစုမှာအကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲတာကိုခံရပြီးအထမစစ်သားစုဆောင်ခံထားရတဲ့လူငယ်တွေအများဆုံးပေါဝင်တယ်လို့ဆိုပါရတယ်။ထမှန်အလင်းဝင်လို့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့မင်းမှုခရိုင်တရင်6ခုအချိန်မရွေးဆက်သွယ်နိုင်ပြီးလက်နက်ခဲယမ်းယူဆောင်လာပါကတံပိုးအလိုက်ထိုက်တန်စွာစုကြီးချိမြင့်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါရတယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းရမပင်မြို့နယ်ကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ ဇာနာပြတော်လံပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဇာနာပြချီတက်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြံဖတ်စစ်တပ်ကြာရှုံးရေးဇာနာပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးလူထုတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးလူထုတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ဆန္ဒပြတော်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့ဇွန်လ30ရက်နေ့သတင်းတွေနဲ့လူမှုစန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။